မင်္ဂလာပါခင်ဗျာအခုခုနကမေးတဲ့နာမည်ထဲမှာပါတဲ့ကျော်မင်းတက်ဆိုတာကျွန်တော်ပါကိုယ်တိုင်သွားခဲ့တာဖြစ်ပါတယ်ခုနကအခုပြောတဲ့ဟာမှာနှစ်ပိုင်းရှိရပါတော့တစ်ခုကဝင်ရောက်ခွင့်မပြုဘဲနဲ့ဝင်ရောက်တယ်ပေါ့ကျွန်တော်တို့ CI စကန်ကိုဝင်ရောက်ခွင့်ပိတ်ပင်ထားမှာရှိပါဦး CI စကန်ဆိုတာဘာကြောင့်လဲဆိုတော့ CI စကန်ဆိုတာကမြန်မာနိုင်ငံကနေပြီးတော့အထောက်အထားမရှိဘဲနဲ့ရွှေ့ပြောင်းသွားတဲ့လူသားတွေကိုအထောက်အထားရရှိအောင်ထုတ်ပေးတဲ့စကန်ဖြစ်ပါ မြန်မာနိုင်ငံသားမှန်ရင်မြေသူမဆိုဝင်ရောက်ခွင့်ရှိရမယ့်နေရာဖြစ်ပါတယ်ကျွန်တော်တို့ဒီလဲမြန်မာနိုင်ငံသားဖြစ်တဲ့အတွက်ကြောင့်ရွှေပြောင်းလူသားတွေရဲ့အခက်အခဲတွေကိုနားထောင်ပြီးတဲ့အခါမှာနိုင်ငံရေးပါတီတစ်ခုအနေနဲ့ကျွန်တော်တို့ကနိုင်ငံသားတွေရဲ့အခက်အခဲကိုဖြေရှင်းရမယ့်တာဝန်ရှိပါတယ်အဲ့တော့ကျွန်တော်တို့က DCI scan ကဖြစ်နေတဲ့အခက်အခဲတွေကို CI scan တာဝန်ရှိသူတွေနဲ့ညှိနှိုင်းဆောင်ရွက်လို့ရအောင်ဝင်ရောက်ခွင့်ရဖြစ်ပါဒါပေမဲ့ CI scan ကတာဝန်ရှိသူတချို့ကတော့ဘာကြောင့်မှမသိဘဲနဲ့ကျွန်တော်တို့ဝင်ရောက်ခွင့်ပေးခဲ့ပါ ါပေမဲ့နားလေတာဒီ CI စခန်းဒီကန်တဲ့ area မဟုတ်ဘူးမီဒီယာကြီးများသိရမယ့်ဟာဒီလဲ CI စခန်းဒီကန်တဲ့ area မဟုတ်ဘူးဒီ CI စခန်းဒီမြန်မာနိုင်ငံသားဖြစ်သောမိသူမဆိုဝင်ရောက်ခွင့်ရှိရမယ့်နေရာဖြစ်တယ်တာမန်လုတ်သားတယောက်တောင်မှ CI စာအုပ်ရဖို့တော့ကိုဒီထဲကိုဝင်ရောက်ပြီးရောက်ခွင့်ရှိတာဖြစ်ပါတယ်ကျွန်တော်တို့လူဒီကနေပြီးတော့နိုင်ငံရေးပါတီတစ်ခုကနေသွားပြီးတော့လေ့လာတဲ့လူတွေနဲ့လည်းဝင်ရောက်ခွင့်ရှိရမှာဖြစ်ပါတယ်ဒါတစ်ပိုင်းပါနောက်တစ်ခုကကျွန်တော်တို့ဝင်ရောက်တဲ့အခါမှာမဲပေးဖို့အတွက်ကျွန်တော်တို့ပြောတာမဟုတ် CI စခန်းမှာဘာလို့လဲဆိုတော့ CI စခန်းမှာကျွန်တော်မဲပေးဖို့ပြောလို့မရပါဘူး နားလေတယ်ကျွန်တော်တို့ဘာလို့စီရင်ဆန်းကိုသွားရလဲဆိုတော့ရွှေပြောင်းလို့သားရင်းနဲ့ကျွန်တော်တို့တွေ့တယ်ဘာကြောင့်ရွှေသားရွှေပြောင်းလို့သားရင်းနဲ့တွေ့ရတဲ့အခါတွေ့လာလဲဆိုတော့ကျွန်တော်တို့ကကြိုတင်လေးလာရေးလုပ်တာပါကျွန်တော်တို့ရှေ့မှာဥထားကြီးလေးပြောသွားတာရှိတယ်ကျွန်တော်တို့ဘာလဲဆိုတော့ကျွန်တော်တို့ reset space solution block solution မော်နော်ကျွန်တော်တို့ဟာကျွန်တော်တို့ဒီသုတေသနကိုအခြေခံပြီးတော့ကျွန်တော်တို့ကဖြည့်ရှင်းလေးကိုလေ့လာတဲ့ကျွန်တော်တို့ပါတီရဲ့ delay အရာကျွန်တော်တို့ဆောင်ရွက်တာဖြစ်ပါအဲ့ဒါဘာလဲဆိုတော့ကျွန်တော်ရွှေပြောင်းလို့သားရင်းနဲ့တွေ့ရတဲ့အခါမှာရွှေပြောင်းလို့သားရင်းအခက်အခဲတွေအများကြီးကြားခဲ့ရတယ် ဲ့ဟာထဲမှာဘာဘာဘာလဲဆိုတော့ CI အခက်ခဲဆိုတာပါပါတယ်။နိုင်ငံတော်ကနေပြီးတော့တရားဝင်ထုတ်ပြန်ထားတာရှိပါတယ်။ CI လူသားတယောက်ဒီတလောက်ကိုအခွန်အနေနဲ့ဗတ150နဲ့တနစ်စာ1800ပြီးတော့ CI စာအုပ်ကြီး880စုစုပေါင်း2680 711လို့ခေါ်တဲ့ကျွန်တော်တို့မြန်မာနိုင်ငံမှာဆို GNG လို့စာမျိုးတွေဖြစ်ပါတယ်။အဲ့လိုနေရာမျိုးမှာတွင်းပြီးတော့ CI စာအုပ်ရရမှာဖြစ်ပါတယ်။ဒါပေမဲ့ဘာကြောင့်မှမသိဘဲနဲ့ထိုင်းနိုင်ငံ CI စာအုပ်က6000နဲ့9000ကျောင်းကုန်းနေတာဖြစ်ပါတယ်။ တရက်ကိုကျွန်တော်တို့ထိုင်းနိုင်ငံမှာမြန်မာရွှေပြောင်းလူသားတွေကတရားဝင်ရွှေပြောင်းလူသားတွေပေါ့နော်၃သန်းလောက်ရှိရလို့ကျွန်တော်သိရတယ်ကျွန်တော်တို့၃သန်းကို CI ဌာနကနေပြီးတော့တရက်ကိုထုတ်ပေးနေတဲ့ပမာဏက၄00နဲ့5000ကျော်ပဲရှိတယ်ဒါဒီလုံလောက်ရလာပေါ့ကျွန်တော်တို့ဒါဒီမူဝါဒအရဖြည့်ရှင်းရမယ့်ကိစ္စတွေဖြစ်လို့ကျွန်တော်လေ့လာခဲ့တာဖြစ်တယ်ဒါဒီလုံလောက်ရလာပေါ့နောက်တစ်ခုကကဒီပို့ချနေတဲ့ကုန်ကြစည်းတွေဆိုလိုချင်တာ2680ပဲကုန်ရမယ့်အခါမှာ6000 9000ကုန်နေတာဘာကြောင့်လဲပေါ့ဒါလည်းကျွန်တော်တို့နိုင်ငံပါတီနေနဲ့သိရှိဖို့လိုအပ်တာဖြစ်ပါတယ် ဒါမှသာလေကျွန်တော်တို့ကမူဝါဒဆိုင်ရာအကြံပြချက်တွေကျွန်တော်တို့နိုင်ငံတော်ဘူးတော်လည်းကောင်းကျွန်တော်တို့ကိုယ်တိုင်လွတ်တော်တွေကိုယ်တိုင်တော်လည်းကောင်းကျွန်တော်တို့ဆောင်ရွက်လို့ရမှာဖြစ်ပါတယ်ဒါတွေကိုကျွန်တော်လေ့လာတဲ့အခါဖြစ်ပါတယ်မီဒီယာအနေနဲ့ဘယ်ကနေပြီးတော့တရင်မှာကြားခဲ့လဲတော့မသိဘူးဝင်ရောက်ခွင့်မရှိတဲ့နေရာဝင်ရောက်တယ်ဆိုတဲ့အတုံးတုံးကြောင့်ကျွန်တော်ကဒီမှာဖြေရတာဖြစ်ပါတယ်ပြီးတော့မီဒီယာကြီးတွေအားလုံးသိရမှာဒီလဲ DCI ဌာနမှာနိုင်ငံတော်တရားဝင်ညချက်ထုတ်ထားပါဗျာ2060အပြင်မြည်တိဂျေးအိုမှာမကောက်ရဘူးလို့နိုင်ငံတော်ကနေပြီးတော့အလို့သမားဝင်ဌာနနဲ့တရားဝင်ညွှန်ကြားချက်ထုတ်ထားရှိပါတယ်။တိုးပေမဲ့လည်း6000နဲ့9000ကြောက်ကုန်းနေတယ်ဆိုတာကိုကျွန်တော်ကတရားနေပြောချင်ပါတယ်။ဘယ်နာဘယ်နာကနေကုန်ကြနေတယ်ဆိုတာကိုတော့ကျွန်တော်တို့အသေးစိတ်လေ့လာနေပါတယ်။ဒီထက်ပိုပြီးတော့တိကျတဲ့ဟာရှိရင်မီဒီယာကြီးများကိုဆက်လက်ပြီးတော့တင်ပြပေးပါဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်။ဟုတ်ကျေးဇူးပါရှင့်။ကျွန်တော်တို့ခုနဒုက္ခတာဂျေးဆိုလဲဒုက္ခတာတက်ဂျေးဆိုလဲ ဟိုလေရကနောက်အကြီးကျယ်ပြောသွားပါတော့တင်းစိတ်အရှိပြောသွားတာကိုယ်တိုင်ကွင်းစင်ထားလို့ဖြစ်ပါတယ်ရှင်အဲကျွန်တော်တို့ကိုယ်တိုင်ကွင်းစင်တယ်ပါတီဝင်ထုချာနေအတောင်နားထောင်တယ်ပြည်သူလူထုရဲ့အတောင်နားထောင်တယ်အပြင်လေရဆိုလဲလေရကနလှုပ်သားဆိုလဲလှုပ်သားကနအခက်ခဲတွေနားထောင်ပြီးတော့မှအပြည့်ရှင်းပေးခြင်းလို့နိုင်ငံရေးပါတီဆိုတာမူဝါဒနီလန်းအပြင်ပြည်သူလူထုရဲ့အခက်ခဲကိုဖြေရှင်းမဲ့အဖွဲ့အစည်းဖြစ်ပါတယ်ရှင် ။နောက်အဲ့ဒါကြောင့်မလို့ဒါနိုင်ငံရေးပါတီတခုလှုပ်ရမဲ့ကိစ္စတွေလှုပ်တာဖြစ်ပါတယ်။အဲနောက်တစ်ခုကတော့2 in 1သွားတာကတော့ခုနဒီဒီရွှေ့ပြောင်းလုပ်သားတွေအခက်ခဲကိုလည်းသိချင်တယ်။ဒါတကယ်သွားခဲ့တဲ့လူကကျမစီအစင်ခံစားမတက်သေးတော့ကျမမသိသေးပါဘူး။တိုးတော်လဲတကယ်သွားခဲ့တဲ့သူကအချက်လက်တွေရှိပြီပေါ့နော်။နောက်တစ်ခုကတော့ဒီအချိန်မှာဘာကြောင့်သွားရလဲဆိုခုနပုံစံ15ကိစ္စကြောင့်နောက်ခုနပုံစံ3ကကြီးပေါ့နော်3ကကြီးဆိုတာကတော့မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်ပေါ့နော်ဥပမာရခိုင်ကရခိုင်မှာနေတဲ့သူကငတိုင်းချောင်းရောက်နေတယ်ဆိုလို့ရှင်ငတိုင်းချောင်းကိုရောက်တာရက်တရ80ရှိပြီဆိုရင်ငတိုင်းချောင်းမှာဖွင့်တဲ့မဲယုံမှာသူ့မှာမဲပိတ်ပိုင်권ရှိရမှာပေါ့နော်။ဒါအဲ့လိုအဲ့လိုကိစ္စလေးတွေပါရှင်။အဲ့ဒါလေးတွေပါရှင်။ဒါဒီအချိန်ကဒီအချိန်ကမဲဆန္ဒရှင်ပညာပေးဆောင်ရွက်ရမှာပြည်တော်စုရွေးကောက်ပွဲကော်မရှင်တစ်ခုတည်းနဲ့ဆောင်ရွက်တာနဲ့မလုံလောက်ပါဘူး။နိုင်ငံရေးပါတီတွေကလည်းဝိုင်းဝန်းပြီးတော့မှပြည်သူလူထုနဲ့ထိတွေ့ပြီးတော့မှ မဲမဲဆင်းစစ်ကြမှာမဲဆင်းစစ်ကြပါဆိုပြီးတော့မှအဲကျမတို့ပါတီမှာရှိတဲ့ကိုစလဲလောင်း680ကျော်ပေါ့နော်ကိုလည်းကျမတတ်လှန်ထားပါတယ်ရှင်မဲဆင်းနေထုတ်ပြန်နေပြီအဲကိုရဲ့ဒေတာမှာကိုရွေးကောက်ပွဲဝင်မဲ့မဲဆန္ဒနေမှာပြည်သူလူထုတွေမဲဆင်းစစ်ကြလားဆိုတာကြည့်ကြပါမဲဆင်းစစ်ဖို့အခက်ခဲရှင်လဲကူညီကြပါလို့ကျမပြောထားပါတယ်ရှင်အဲ့လိုပြောတဲ့အချိန်မှာလဲတရွာတပုတ်ဆန်းလေးတွေရှိနေပါတယ်အဲ့ဒါဘာလဲဆိုတချို့ကကြတော့ဟိုဒီမဲဆင်းကိုပေးကူးတဲ့ ဟိုပေးကူးတဲ့သူရှိတယ်ဓာတ်ပုံပေးရိုက်တဲ့ကော်မရှင်ရှိတယ်လို့မဲဆင်းကိုလာမထိနဲ့ဆိုတော့ကော်မရှင်လည်းရှိတယ်ဓာတ်ပုံလည်းမရိုက်နဲ့ဆိုတော့ကော်မရှင်လည်းရှိပါလိမ့်ရှင်တကယ်တမ်းကျတော့ကျွန်တော်တို့နိုင်ငံရေးပါတီကပြည်တော်စုရွေးကောက်ပွဲကော်မရှင်ကကြီးမှုပြီးကျင်းပတဲ့အထွေထွေရွေးကောက်ပွဲကြီးအောင်မြင်အောင်လို့အတွက်ကိုပြည်သူလူထုကိုလှုံ့ဆော်ပေးနေတာဖြစ်ပါလိမ့်ရှင်အဲဟိုကမဲဆန္ဒရှင်ပညာပေးဖြစ်ပါလိမ့်ရှင်ကျေးဇူးတင်ပါလိမ့်ရှင်